ရေကြီးရေရှမ်းနေတဲ့အချိန်မှာအသက်ကက်လေးကိုအစမတန်900ခတောင်းနေတဲ့ဒီပိုင်ရှင်နဲ့တူတူပဲအဲ့ဒီလုံးမီးလောင်နေချိန်မှာအရှင်တွေကမင်းငိတ်တပ်ဖို့အတူတူကပူပေါင်းရမယ့်ဥစ္စာကိုဒါဘသူ အမားဆိုပြီးအပြစ်ဖို့နေတာကပို့ပြီးမီးလောင်ဖို့အာမကောင်းလားလေတစည်းနဲ့ရေဆန်အောင်အလုပ်ဝိုင်းလုပ်နေကြတယ်အာငါတို့စိတ်ကုတ်သွားပြီမလို့တော့ဆိုပြီးတော့ထားခဲ့လိုက်ရင်ကြံတဲ့ကောင်တွေကပို့မလို့ရအောင်လား ဲအဲ့လိုရှင်စနစ်ကိုနော်အမြင့်ကနေလမ်းမှာပြောထားတဲ့ဆွဲနှုတ်ပြမဲ့အမြင့်ဖြောက်မဲ့ပြောထားတဲ့တော်လာရေးဟာမမြင်နိုင်တဲ့အန်လီယာတွေမဖြစ်နိုင်တဲ့ရှူတောက်တွေစူးစမ်းလေ့လာပြီးပြင်ဆင်ကြက်လက်အောင်လုပ်ပြီးသွားလို့ရတယ်။သွားမှလည်းရောက်မှာ။ဒီစက်ကောက်စီကိုတိုက်ပဲဟုတ်တယ်တိုက်နေပါလေဟုတ်တယ်။ဒါပေမဲ့ပြုတ်ကျသွားမှမလို့ချင်တဲ့ UNG တွေရှိတယ်။နံပါတ်1တော်လာရေးရဲ့အနှစ်သာရကိုသူတို့ကိုယ်တိုင်ပြန်ချိုးဖောက်တာ။ချင်းချင်းပြောရင်ပြည်ထဲရေးရဲ့ မြေပြင်ကတချို့တချို့အရာရှိတွေဟာတော်လိုင်းအောက်မှာကိုမလိုချင်ဘူးသူတို့ရဲ့အကျိုးစီးပွားသူတို့ရဲ့ပိုင်ဆိုင်မှုသူတို့ရဲ့ဂုဏ်တော်လိုင်းရဲ့အဲ့လိုအခြေအနေမှသာသူတို့ကရှိမှာတော်လိုင်းအောင်ဝိုင်းသူတို့ဟာတွေအကုန်လုံးကဆုံးရှုံးမှာအဲ့တော့မလိုချင်ဘူးဒါနံပါတ်၁ချက် IUG ရဲ့ဖွဲ့စည်းပုံအပင် IUG ရဲ့အရာရှိ IUG ရဲ့တာဝန်ခံတော်လိုင်းအောင်မြင်မှုကိုစိုးရိမ်နေတယ်စစ်ကောက်စီအကျိုးစီးပွားကိုမတိမတာထောက်ပံ့နေတယ်လို့ထောက်ပံ့နေတဲ့သူတွေလည်းရှိတယ် တိတိကျကျပြောတာတကယ်ရှိတယ်အောင်မှာကြောက်နေတဲ့လူတွေတော်ဟိုယူချင်းအောင်ဆောက်ပြီးတော့အလုံးကဘာဖြစ်နေကြဖြစ်နေလုံးမချနဲ့လုံးမချနဲ့ရှိကိုရှိတယ်တက်တိပြမယ်ဆိုအများကြီးပြီးပြီမှာအဲ့တော့သူတို့ဟာတော်လာကြီးရဲ့ရေရှိဟိုအကြီးတွေတက်ပြောနေပြီးတော့တကယ်တကယ်ရေရှိရေမှန်းချက်တဲ့ဟိုယာယီအခြေအနေကိုအလေးထားတော့ကိုယ့်ရဲ့အကျိုးစီးပွားအထီးမခံဘူးเนาะအဲ့တော့စီလုံးညံ့ညုံမှုထိခိုက်စေတယ်ဥပမာအဆောက်အအုံတစ်ခုမှာ အလုံးဝမ်းပြီးတော့အိမ်ဆောက်နေတယ်ဒါပေမဲ့ကိုယ်အိမ်ထဲကိုဘီလန်းမြေတွေတဲတွေခိုးထက်နေတယ်လူကအဲ့ဒီအဆောက်အအုံကဘယ်လိုလုပ်ပြီးတော့မှလဲနောက်နံပါတ်2ကမြေပြင်ကလက်လက်ခိုင်တိုက်တဲ့လူတွေကသနားစီကတကယ်ကိုပဲကိုယ်အနောက်ကထောက်ပံ့နေတဲ့လူတွေပြည်ပကလေအာကမ်ပိန်းလေးတစ်ခုလောက်လုပ်ပေးပါအောင်ဆိုပြောရင်ဘယ်လောက်ရခိုင်တော့ပေးမှလဲတဲ့ပါစင်စာကော်မရှင်စာနော်တန်တာရိတ်ရိတ်ခါတစ်ခုခုလို့လို့အဖွဲ့စီကိုထောက်ပံ့ဖို့ ပြည်ပမှနေပြီးတော့အကူအညီပေးနေတာကိုအလွဲသုံးစားလောက်တာကိုကျိုးချဖွေနေတာရှိကိုရှိတယ်တော်လာရေးကိုအတော့ချပြီးငွေကြေးအများထုတ်လို့တဲ့စိတ်နဲ့လုံနေတာ20လား30လားပါစင်းပေးမှကမ်ပိန်းနဲ့ရန်ပုံငွေပွဲတစ်ခုကိုလုပ်ပေးမယ်ရှိမရှိကိုကျွန်တော်တအားယူရှင်းပြနေစရာမလိုဘူးလူတိုင်းသိတယ်အဲ့လိုအခြေအနေကဘယ်လိုဖြစ်နေလဲဆိုရင်ရေကြီးရေရှမ်းနေတဲ့အချိန်မှာအသက်ကလေးကိုအစမတန်900ခတောင်းနေတဲ့ဒီပါရှင်နဲ့တူတူပဲ တိတ်ဖို့လုံးနေတာဟိုအတက်ကက်လေးဟိုဘလောက်ပေးမှငါးမက်ဆိုတဲ့သဘောဒါတော်လန်ကြီးရမှာစစ်မှန်တဲ့စိတ်ဓာတ်မဟုတ်ဘူးအတတရင်းနဲ့လွှမ်းချုပ်တော့တယ်ကော်မရှင်မရရင်မလုပ်ဘူးသူတို့ပေါ်တင်ကိုဒဲမေးတော့ဟိုကျွန်တော်ကိုယ်တိုင်တိတ်တိတ်ချာချာတိရတယ်တော်တော်ခံရခက်တဲ့မြေပြင်ရဲဘော်တွေရဲ့အောက်တက်တက်ခံစားမှုနံပါတ်၃ကတက်ချွတ်မှုအာနယ်သွားပြီးအင်အားစုတွေကတော်လန်ရဲ့ပုံမှာဘလို့တက်ရောက်လဲ ဆိုလိုချင်တာက CDN နေတော်ရရဲ့အစမှာတကယ်ပဲပါဝင်ခဲ့တာဟုတ်တယ်ဒါပေမဲ့ချင်းနေနဲ့ကြာလာတော့စိတ်ပြတ်သွားပြီးထိုင်းရနေပြီးတော့ပြပတွေကိုတိုက်တိုက်ဆိုင်ထွက်ခွာသွားတဲ့အုပ်စုတွေအဲ့ဒီအင်အားစုတွေများလာလေလေတော်လိုင်းရဲ့မုံမေတန်လို့ခေါ်တဲ့အရွေးကိုထိခိုက်စေတယ်ပြီးရင်သူတို့ဟာသူတို့ကသူတို့ကိုလော့ရောက်သွားတာဘာဖြစ်ခဲ့ပါလဲဆိုတော့မပြောဘူးဘာဖြစ်ခဲ့တယ်ဆိုတော့မပြောဘူးသူတို့ပြပရောက်သွားပြီးရင်ငုံနှုတ်ပိတ်နေတာဟာတော်လိုင်းရဲ့ကိုထိခိုက်ရတယ်ဘယ်လိုပြောမှန်းဆိုရင် သူတို့လောက်ရဟာရွက်လွင့်နေတဲ့တင်ဖို့တစည်းမှာအောင်းငယ်တွေတခုဟာရေတွေစိတ်ဝင်နေတာကိုတဖြည်းဖြည်းအင်အားဆိုးရောတော့ပြီးတော့နီးတဲ့ကမ်းမှာခေါက်တက်ပြီးပြပောက်ထွက်သွားတယ်။ဒီတော့ကြံတဲ့ကောင်တွေကမြုပ်ပြီးသိပြီးဈေးဆိုပြီးထားခဲ့တာလား။နော်ဘယ်လိုဖြစ်နေလဲဆိုရင်လေတစည်းနဲ့ရေဆန်အောင်အားလုံးဝိုင်းလုံနေကြတယ်။အာငါတို့စိတ်ကုတ်သွားပြီးမလို့တော့ဆိုပြီးတော့ထားခဲ့လိုက်ရင်ကြံတဲ့ကောင်တွေကပုံမလော်ရောက်လား။ နားလဲတယ်ထွက်လာရင်မှမတူညီတဲ့အခက်ခဲတော့စိတ်ပမှု တက်ကြွမှုအနိုင်မြင့်မတူလောက်ဘူးတိတ်ချတယ်ဒါပေမဲ့အားတယောက်ရွံ့ရင်တယောက်ဆုတ်ခူးနိုင်မဲ့ပန်တိုက်ကိုသွားတဲ့နေရာမှာအားနေစေတယ်ဒါတော့ချက်တစ်ခုအနေနဲ့ပြန်ပြီးတော့ပြောလို့အောင်ရတယ်ပြီးတော့သူတို့ကဘာဖြစ်ခဲ့လဲဘယ်လိုညှောက်ခဲ့ရလဲဆိုတာကိုလည်းမပြောဘဲနဲ့ယူချန်ဆောင်ရိတ်တိတ်လေးသွားပြီးတော့ပြပမှာနေလိုက်တယ်အများကြီးပဲတအုပ်လိုက်ရှိတယ်သူတို့သွားလိုက်တော့ကအကြောင်းမဟုတ်ဘူး ူတို့ကြီးကြီးကျယ်ကျယ်ပြောခဲ့သူတို့အာကိုတော့ခဲ့သူတို့ယုံကြည်နေလူတွေကညလုံးလေးကနက်ကနက်နဲ့ဩတော်လိုက်ကုန်ပြီဘဲဆိုပြီးတော့အားရစရာကြီးဖြစ်သွားမှာပေါ့နံပါတ်၄က88ငါတို့ကနိုင်ငံရေးကျင်းသားငါတို့က88တော့တော်လိုက်လုပ်ဘူးတယ်ပြီးတော့သူတို့လုံမတတ်တယ်သူတို့လုံမမှန်တယ်သူတို့လုံမအကောင်ဆုံးဖြစ်တယ်ဆိုတာကကိုကိုကိုပြန်စဉ်းစားဖို့လိုတယ်88တိုင်းဟာတော်လို့တတ်လို့88ဖြစ်တာမဟုတ်ဘူးဒီပတ်ဖုံးနဲ့နော် ကီပတ်ဖုံးနဲ့တက်ဆက်ခွနေဒီဂျာတဲ့မှာလာပြီးတော့အပြိုင်ဆိုင်ငါတို့လောက်ပြမယ်ဆိုပြီးတော့ပြောသလိုဖြစ်နေတယ်ကျွန်တော်ပြောတာအစမ်းသာမရှိတာမဟုတ်ရှိတယ်ဒါပေမဲ့အသေးချာနားလည်ဖို့လိုတယ်ပေါလို့ရမှာအကောက်လုံးမဆိုလုံးတော့ဘာမဆိုအကောက်လုံးမဟုတ်ဘူးမြန်မာဒီမိုကရေစီကျိုးပန်းမှုမှာ88အာမတ်တိုက်တစ်ခုကြီးမားတဲ့ဂုတ်ပုတ်ဒါပေမဲ့သူတို့လုံးမရရတဲ့ဆိုရက်ဥစ္စာကတော့မဟုတ်ဘူး သူတို့မားနေတယ်ခုလူတွေနဲ့လည်းပေါင်းပြီးတော့မားနေတယ်မားနေရတာနဲ့လည်းမပြောဘူးဒီတော့တမတ်တရားခန်းထဲမှာသူတို့လည်းပါတယ်ချိန်ကြရင်လည်းမဲနဲ့ထွက်လာတယ်နော်ဒီတော့ဒီတော်လိုင်းရေးမှာအရင်ပုံစံနဲ့အခုပုံမရှုပ်ထွေးတဲ့စိတ်ကောင်းမှုဟာသူတို့လုံးမပုံကြုံရတယ်လို့တချို့နေရာတွေမှာပြောလို့ရတယ်ကျတော့ပြောတာဆိုကားတော့မဟုတ်ဘူးအတင်းဟိုဟာဒီဟာဒီဟာဟိုဟာလက်ညှိုးထိုးနေတာတွေမားတယ်ကိုယ့်အကူကြတော့မထိုးဘူးမားနေရင်တတဲ့ အဲ့ချင်းမဲ့ဆောက်တော့မှတအုံလုံးမနေတော့ဘူးယူချင်းအောင်ဆောက်ပြီးလုံနေတယ်ဒါအရှိရှိလေးပေါ့နေတော့နော်တော်လန်ရေးရဲ့အနာဂတ် တကယ်ချင်းရင်လက်တော်အခြေအနေမြင်ဖြင့်နဲ့ကိုက်ညီတဲ့နေပြူဟောင်းနဲ့ချီကပ်မှုကအရေးပိုကြီးတယ်နံပါတ်9က ideology မြန်မာပြည်သူတွေရဲ့စီးလုံးညီညွတ်မှုအဝဲစီကိုတခုတည်းသောလမ်းကြောင်းဆဲနိုင်တိုက်ရင်မြန်မာလူမျိုးတွေကြားထဲမှာအဲ့လိုမျိုးပြောပြီးတော့တောင်းတယ်ဟုတ်ပါတယ်ဒါပေမဲ့ပေါ်ပေါက်နေတဲ့အပွဲပြဲတွေဟာ မယုံကြည်မှုတွေဖြစ်စေတယ်။အဲ့ဒီလုံးမီးလောင်နေချိန်မှာအရှင်တွေကမင်းငိတ်တပ်ဖို့အတူတကွပူပေါင်းရမယ့်ဥစ္စာကိုဒါဘသူအမားဆိုပြီးအပြစ်ဖို့နေတာကပို့ပြီးမီးလောင်ဖို့အာမကောင်းလား။အဲ့တော့မြင်အောင်မကြည့်ပဲနဲ့အဲ့လိုအပြစ်ဖို့နေတယ်ဆိုရင်အဲ့လိုကမားနေတာ။ပြောမင်းတို့ဟာမင်းတို့ဖြစ်တယ်မင်းတို့ကြောင့်ဖြစ်တယ်ဆိုပြီးတော့အပြစ်ဖို့နေရင်ဒါဟာအကုန်လုံးလွဲတာပဲ။ ပို့လောက်မှာပဲဘာလို့ဆို तू ရေတပို့လောက်ဝင်လောက်ပေးတာရေမိငိချင်းချင်းသွားမှာပဲပြီးတော့ပုံရံ तू ကိုအောင်နိုင်ဖို့အတွက်မတူခွဲခြားတဲ့အမြင်ကိုလက်ခံဖို့ကအတ္တကိုအရင်ဘေးဖက်အဲ့အတ္တတွေကခံနေတာစီလုံးကြီးညောင်းမှာ unity သွေးစုစည်းမှရမယ်အလုပ်တည်တယ်အဲ့ဒါကလေးရစားတည်တယ်ဘယ်တစ်ဖက်တမ်းမှစက်တက်ကိုအနိုင်ပြုတ်တိုက်လို့မရဘူးဒါကလေးရစားတည်တယ်အဲ့လိုအဲ့ဒါအတ္တတပံငါတပံ6က နွားချံထဲမှာစုပြီးတော့ပေးကြည့်မယ်ဆိုပြီးတော့ပြောတဲ့လူတွေအနုပညာရှင်တွေတော်လာရေးမှာပါဝင်မှုအများတို့ကနာမည်လည်းကြီးတယ်အများတို့ရဲ့ပုံရိပ်တခွန်းနဲ့ထောက်ပံ့မှုဟာအားအလုံးကြီးဖြစ်တယ်ဟုတ်ပါတယ်ဒါပေမဲ့နာမည်ကြီးနာမည်ကျော်တိုင်းလည်းကောင်းတာမဟုတ်ဘူးနော်အနုပညာရှင်တွေလူတီများထင်ရှားတာဟာနိုင်ငံရေးတိုက်ပန်ကြောင်းစင်မဟုတ်ဘူး တော်လာရေးမှာအာတရအကြီးကြီးမားမားဖြစ်တယ်အာကိုရတယ်ဆိုတာအမှန်စစ်မှန်တယ်ထောက်ခံမှုထောက်ပံ့မှုတအားကိုလေးစားဖို့ကောင်းတယ်ဒါပေမဲ့ယူချပြန်ဆောင်တော့လည်းမကောင်းပြန်ဘူးเนาะထောက်ပံ့မှုနဲ့နာမည်ကျော်ကြောင်းမှုကိုလှုပ်လဲလှုပ်ပေးတဲ့အတုံးပူဝင်အတုံးပူကြွားတာဟာသူတို့နာမည်ကြီးတာဟာပူခိုင်မှာသွားတာမျိုးဟာမသိတော့ဘူးဘာလို့လဲဆိုရင်မားနေမသိရင်လည်းဗဇိုက်ပိတ်ပြီးတော့သူတို့အတွက်ပဲသူတို့စိတ်အောင်နာချင်းအပြုတ်တိုက်ရဆိုပြီးတော့လုံနေလူတွေပြောချင်တာ မားနေလားဆိုရင်ခလေးအစားသိတယ်မားလားမမားလားဆိုတာအခုကျရင်ဒီစက်တောက်ပဲငါတို့ကဒီဇိုင်းမှတ်မှတ်တိုက်တယ်ရေဘုတ်တဘုံနဲ့တဲလမ်းမှာနော်အာခကြီးအဝေးကိုရေဆွဲတက်လာတယ်အဲ့လိုမျိုးဟာကိုရေဘုတ်ပေါက်နေမောက်ကြောက်မှာပဲကုံမှာပဲဘယ်လိုနည်းမှမရဘူးအဲ့ရေဘုတ်ဖောက်ပြီးတော့မှတဲရောက်မှလေရေပြေဖို့အတွက်ဟုတ်လားရေကန်နဲ့ရေတွင်းနဲ့အဝေးပဲဆိုရင်အဲ့လိုရေဘုတ်အပေါက်နဲ့တဲနေမှတော့အဲ့ရေကပြေအောင်မလားအဲ့လိုပြောချင်တာအနုပညာရှင်တွေက အချင်းချင်းကြားမှာငါတို့ဘာမှမပြောနဲ့တကယ်တော့ပေါင်းစားနေတယ်လို့ဖြစ်နေတယ်ဘာလို့လဲဆိုရင်အဲ့သူတို့တဝိုင်းမှာပဲမကောင်းတဲ့လူတွေကစုနေတာသူတို့ကြိုးပမ်းတာလက်ခံတယ်ကျေးဇူးလက်တင်ရမှာပဲဒါပေမဲ့မတူညီတဲ့ရည်ရွယ်ချက်တွေရှိတယ်နော်နံပါတ်ကြီးတဲ့လူမှလူတယ်နံပါတ်ကြီးတဲ့လူတခေါင်းပြောရင်ပြီးတယ်ဟုတ်တယ်ဒီပြင်ရောက်လာတေချာဆက်ဖို့လူတယ်ချက်အန်ဘလန့်နံပါတ်ကြီးတဲ့လူမလိုက်ရဲလို့မရဘူးနာမည်အတောချရလား တကယ်ထိရောက်တဲ့ကူညီမှုပေးတာလားစဉ်းစားဖို့လိုတယ်။နံပါတ်9ကနော်ပြောတော့ပြောနေပါတယ်။ဌာနတောင်းတဲ့ကြီး2025မှာဒေါ်လာမအောင်မြင်ဘာတွေကြုံရမလဲကျွန်တော်ပြောပြမယ်။မြန်မာနိုင်ငံဟာဒီ2025ရက်ကြော်ပြီးတော့ပြည်သူတွေကထပ်ပြီးမတောက်ခံနိုင်တော့ဘူး။ဒီတော့ကြုံပြုချင်းအန်ဒီရရင်ဆိုင်ရမယ်။ပြုတ်ကွဲချင်းအန်ဒီရကြုံရမယ်။တိုင်းသားတွေကိုယ်ပိုင်အုပ်ချုပ်ဖို့ရောက်သွား တော်တိုင်းရေးရအေအေတို့ကေရအေတို့တိုက်ပွဲရက်လိုက်ပြီဆိုတော့လည်းပြီးတလာဖြစ်ပြီ2025ဒီချက်ပို့ပြီးမရွေးနိုင်ရင်ကျော်ရမဥစ္စာကဆိုဆိုဘွားဆိုတာတိဖို့လိုတယ်စစ်အာဏာရှင်ကကြံခဲ့မယ်ဆိုရင်နော်ရေကတိုင်းတစ်ခုပြုတ်တလို့ပဲပန်ဝဲချင်းမှရှိတဲ့လက်ရမြေကြီးရောအလုံးရေလွမ်းမှုခံရပြီးလူမှုစီးပွားဘဝတွေပျက်စီးရမှာအဲ့ချိန်ကျမှကျွန်တော်တို့ကအဲ့အခြေအနေနဲ့မလွဲမသွေကျော်ရမဘု து အပြစ်တင်ပါလဲစစ်တပ်ကအကြမ်းဖက်နေပါပြီဘု து တိုက်တယ်ပြီးတော့ကျွန်တော်တို့ကငိုကြွေးရမှလဲ IUG လာအဲ့လေဘိုင်းပြည်သူတွေရဲ့ဘဝကအဲ့လိုမျိုးဆံပါတော့အရှိ့ကိုလည်းမကြည့်နောက်ကိုလည်းမကြည့်နဲ့တားတားတွေရလိုက်လို့စစ်တပ်အလဲဘိုင်းမှာကြန့်ရင်ဒီတိုင်းထားမထင်လို့လားတို့ကြည့်ပါဦးမထားဘူးနော်ခုနလက်လက်ကိုက်တွေ့ရင်အမတ်ကဘင်းမှာဒီနောက်လက်လက်ကိုက်တွေ့ရင်လောကအကြံပဓာကြီးလုံးမှာဘာလို့ဆိုရင်နော်လားလို့မကြည့်နဲ့လို့2025အတော်တိုင်းမအောင်မြင် ကြုံတွေ့ရမယ့်အခြေအနေကအသေးချာကြည့်ရင်ရေကတဆယ်ကျိုးတလူပဲချစ်တဲ့များရေအလက်ပိုင်းမှာရေလွမ်းမှုပြီးလူမှုစီးပွားတွေအားလုံးပြက်စီးမယ်အခြေအနေမလွမ်းမသွေကြုံရမယ်နော်နံပါတ်၈က refund and UG ကလိုအပ်ချက်ပြောတော့တာနည်းနည်းလောက်ရှိတော့မယ်ဒါပေမဲ့မရတော့ဘူးတော်လာရေးတောင်းဆိုမှုတွေနဲ့ပြောင်းလဲနေတဲ့အခြေအနေကိုတုံ့ပြန်နိုင်ဖို့ဘာဖွဲ့စည်းပုံနဲ့ဘာလုပ်ငန်းဆောင်ရွက်တွေနဲ့ဘယ်လိုပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ထောက်ပြချက်တွေဟာ အများကြီးပြောခဲ့ပြီးပြီဒါပေမဲ့လှုပ်ဆောင်မှုတစ်ခုမှမရှိဘူးเนาะဒီတော့ရဲရဲတိတ်တိတ်တောင်းဝန်ရှိယူရဲတယ်ဆိုရင်အသက်ရွယ်ကြီးရင်းတဲ့သူတွေခုန်ပြုတ်ပြီးအနာပေးပြီးတော့ထွန်းမဲနိုင်လို့ပို့ချတော့ပို့ချတော့အဲ့လူတွေမျိုးလူတွေကိုပေးပြလိုက်ခင်ဗျားတို့ထောက်ပါမနိုင်တဲ့ဥစ္စာမနိုင်မနိုင်ဘူးပေါ့အားလုံးကဖျားရည်တကြားတွေနတ်တွေမှမဟုတ်တာနိုင်ချင်မှနိုင်မယ်လေအရေးကြော်လို့ထမ်းတယ်မနိုင်ဘူးဆိုရင်ပြီးပြီပေါ့ပေါက်လိုက်ပေါ့ company တစ်ခုဟာခင်းနဲ့အညီလိုက်ပြောင်းဖို့လုပ်တယ်ဒေါ်လာရင်းဟာလည်း overhaul အတွေးခေါ်နဲ့ဆက်ပြီးသွားလို့မရဘူးခင်းနဲ့အညီလိုက်ပပြောင်းလဲပြီးလိုအပ်တဲ့အမျိုးမြင်တွေမဟာပြူဝါတွေရေးဆွဲတတ်ဖို့လိုတယ်ဒါပြဟောင်းကြီးပဲဖွင့်နေလို့မရဘူးလူငယ်တွေကအညွတ်တော်လူလူတက်နေတာအနေဆုံးဆင်းရတော့ခင်ဗျားတို့တဲ့အသက်ပိုပြီးရှည်သေးရသူတို့ကဝိနေထိုင်ချင်ရှိသေးရပြီးတော့ကြာကြာနေရတဲ့လူကပိုကောင်းအောင်လုပ်မှာပဲခင်ဗျားတို့ကစုံမိတ်ပြီးတော့နော် မဖြုတ်လည်းမဖြုတ်မလဲလည်းမလဲအင်ဂျင်အဆွေးကြီးနဲ့ကောင်းအကောင်စားကြီးမောင်းနေသူလိုဖြစ်မနေဘူးလားနောက်တစ်ခုနံပါတ်9ပြပရောက်မြန်မာနိုင်ငံကတားတွေဟာတော်လိုင်းရေးမှာပါဝင်နိုင်မှုဟာတေချာစဉ်းစားဖို့လိုတယ်နော်ကိုလှုပ်ချုပ်ရေးရှိတယ်ကိုရီးယားမှာဗီဇာတက်တန်းတို့လိုရရဆိုတိုင်းလိုက်မယူးနဲ့ခလေးအဆာတည်တယ်ခင်ဗျားတို့ရဲ့ပတ်သက်မှုတန်ရုံးတွေချင်းကဒီဖက်နဲ့ခုဖက်နဲ့အခြေဆက်မရှိပဲနဲ့ ်တက်တန်းတိုးလဲဆိုတာလိန်ပြီးတော့တက်တန်းတိုးတော့ခေါ်တယ်ပြောရင်လည်းအဲ့ဒါတွေကမကောင်းဘူးသူချင်းမှာဒါတော့မှမသိပဲ IUG ရစီတီစိတ်ရပြီဆိုတော့ပြီးတော့ဘာတွေဖြစ်လဲကိုရီးယားမှာနော်ကိုလှုပ်ချုံရေးဟာကိုအုံနာဘောမှာတည်တယ်သူတို့ဘောမှာမတည်ဘူးအတူလောက်တော့ခေါ်တယ်အဲ့ဒါမဟုတ်လားဒီဖက်တန်ရောကမတိပဲနဲ့ဟိုဘက်ကနေ C2 ပေးတက်တန်းပေးတိုးရင်အခုပဲဘာလို့ဖြစ်နေကြလဲပြောရင်လည်းမကောင်းဘူးအဲ့လောက်ထိတော့ရွေးချင်အောင်ဆောက်ပြီး လိုက်ပါပြီးတော့မလိန်နဲ့လေကျွန်တော်တို့ရငပိတ်နေမဟုတ်ဘူးနော်စာမတက်ပင်မတက်ကောင်းနေမဟုတ်ဘူးနေတော့ပဲနော်အမေတော့အယူပုံများလုံနေတာပဲအဲ့မှာလူကြီးလူကောင်းလည်းပါတယ်ဟုတ်တယ်နော်လော့တော်ထိတက်လိုက်တော့ရှက်ဖို့ကောင်းတယ်အခုပြန်ပြီးတော့မဒေါ်လည်းဘာမှဖြစ်ခက်တိတိပဲအမေတို့ကနေနိုင်တယ်ခင်ဗျားတို့ကနေတက်တယ်ကျွန်တော်တို့ရှက်တယ်ခုလိုမျိုးပေါ်သွားလို့ ဥပမာပညာရေးဝန်ကြီးထောက်ခံပညာတွေလည်းပို့သွားတော့ပြည်ပမှာစကောလာတက်တော်တို့ဘာလို့ညတို့ဟာနော် legitimacy အစိုးရဆိုတာလူထုရွေးကောက်ခံကိုတစ်ဖက်လက်နဲ့လှုပ်ထားတာဒီဖက်တိုဒီဂျူရီနဲ့အဓိကနိုင်ငံကအသေးမပြုမအဲ့ဒါတော့မှမြေပြင်စုံမမှုခိုင်ခိုင်မာမာရှိမှအများကြီးအများကြီးကိုအဆင့်နဲ့ကိုတည်တယ်ခင်ဗျားတို့ကပြည်သူတစ်ဖက်လက်နဲ့ဒုက္ခပေးသလိုဖြစ်နေတယ် ပြည်ပမှာရှိတဲ့လူတွေကကိုယ့်လုံခြုံရေးကို UNG ကို LRD ချစ်တဲ့ကိုးကွယ်တယ်ဆိုတော့အမှန်တော့ဟုတ်ရောဟုတ်သေးလားဆိုမေးရမလို့ဖြစ်နေတယ်နော်ကျွန်တော်တို့ပြည်ထောင်ကနေပြောလို့အားလဲနေတယ်ဆိုထားလိုက်အောင်ခမတို့ကိုယ်တိုင်တွေ့ပြီလေအခုအဲ့ဒါလည်း UNG မှ UNG ဆိုရင်တော့ပေါင်းစားတော့ပဲမဟုတ်လားကိုယ်တိုင်လည်းခံရပြီးမှ UNG ထောက်ခံတယ်ဆိုတော့ခမတို့ပေါင်းစားတော့ပဲနော်စစ်ကောက်စီတံပြက်ပြက်လွဲပေးနေတာကို UNG တခုမှမကောက်ခွင့်နိုင်ဘူး ် IOG အလုံသမားရေးဝန်ကြီးဖွဲ့လိုက်တဲ့ဝန်ကြီးဌာနတွေဘာတစ်ခုကဝင်နိုင်လို့လဲနောက်ဆုံးတစ်ခုနော်ဒီ2025အခြေအနေဟာမစုံမနစ်အရှိကိုမတော်ဘူးဆိုရင်ကျွန်တော်တို့လည်းစိတ်ကုပ်ပြီးပြောလို့ရတယ်ဘာလို့လဲတော်တော်လေးနောသွားပြီကျွန်တော်တို့လည်းပြောရတယ်ကိုယ့်အကိုလည်းရုန်းကန်ရတယ်ကိုယ့်အတွက်ကိုယ်ဘာမှမရှိသေးဘူး IOG အနေနဲ့အဲ့ဒါတွေသူ့လမ်းသူသွားနေတဲ့ဥစ္စာကိုကျွန်တော်တို့ကလိုက်ပတ်ပြီးတော့အနာအနီးသာသာရလိုက်ရုံပဲ 2025စိတ်ခေါ်မှုနံပါတ်10အနေနဲ့ပြန်လဲတုံ့တက်ပြီးဥပမာ KIA တို့ကလည်း IUG ကိုအခုတပ်မှုတွေကိုတင်တန်းဆင်ပွဲမှာတဝန်တော်ပေးပို့တယ်အင်အားထောင်တောင်းတဲ့စစ်တိုက်မဲ့ဆိုရက်အတန်ဟာ KIA ဗိုလ်ချုပ်ကမှဆိုရင်ပြောမှလားဒါပဲဒါ KIA မှာတော့တက်တော့လေတပ်မှုတင်တာဒီတော့မဟုတ်သေးဘူးဆိုတဲ့ဥစ္စာလာတော့တတိပေးဖို့တော့လိုတယ်ထင်တယ် မဟုတ်ရပြုပြင်ပေးဖို့လိုတယ်ထင်တယ်။ KIA အနေနဲ့ပါပြက်လိုက်မယ်။အဲ့လိုမျိုးပြောပြီးစစ်တိုက်ရတယ်လို့တခါမှကိုမကြောက်ဘူးလား။ဘာကြောက်လဲဆိုတော့လိုက်ရှင်းပြစရာတော့မလိုပါဘူး။နော်တိမှာပဲ။ဘူဂျုံကမလိုနဲ့မယ်ပြက်မှာပေါ့။ကချင်ဒေသမှာအဲ့လိုမျိုးဖြစ်နေတာတခါပြီးတခါဆိုရင်မကောင်းတော့ဘူး။နာမည်ပြက်သွားလိမ့်မယ်။ဘူဂျုံကမလိုနာမည်ပြက်သွားလိမ့်မယ်။ဒီတော့ဒါဟုတ် ပြီးရင်စိတ်ရေးရအကူညီပေးတာမှန်တယ်သူကကိုလမ်းကြောက်ကိုသွားတယ်မှန်ကျွန်တော်တို့လည်းအဲ့ဒါလေးကိုလက်ခပြဖို့လိုအပ်တယ်ကျွန်တော်တို့ကအခုမှတိလို့ကျွန်တော်တို့ကပြောလို့တချို့တွေက UNG က Federal ကိုစုစည်းနေတယ်လုံနေပါတယ်ဆိုပြီး లై နေကြတာမနေဘူးပြီးတော့အမားရင်းတွေမှာထိုးကြွေးခံချနှိမ့်ခံရတဲ့ပြည်သူတွေကအသက်တွေဘဝတွေကတန်ဖိုးမဲ့ပါတယ်နော်မသိရင်ပြည့်စိတ်လေးလေးလိုပဲညီကိုချောရမယ်ဆိုရင်နော် ကျွန်တော်တို့တွေပြည်သူတွေတောင်တက်သမားတွေဟာနောက်ပြန်ဆုံးရင်မရတော့ဘူးဒီတော့ပန်းတိုင်ကိုမရရအောင်အိပက်အိပက်နဲ့တက်လန်းနေရတဲ့အခြေအနေမျိုးနဲ့တူနေတယ်နည်းနည်းပပတဲ့ဆာနာအောင်ဒီပြန်ရဲဘော်တွေအသက်တွေဘဝတွေကိုလည်းနော်အုတ်ခုအနေရောင်တွေဆေးထမတော့ရောက်ခင်တော့မှခင်ဗျားတို့ရဲ့စိတ်ပြောင်းဖို့လိုတယ်မဟုတ်ရင်ဆေးချသွားပြီးဆေးပြတ်သွားပြီးဆေးပြတ်တော့ရတဲ့အခြေရောက်မှဆိုရင်တော့ခင်ဗျားတို့ဟာတောင်းဝန်ယူမှု တောင်ဝခံမှုဆိုတာစကလုံးကစာအုပ်ထဲမှာရေးပြီးတော့ထည့်ထားတဲ့ချာတာထဲမှာလုပ်ထားတဲ့ဥစ္စာမဟုတ်ဘူးချစ်တော့ရတာကိုမိပြင်ချင်းလေးကိုပြန်ကြည့်အောင်ပွင့်လင်းမြင့်တမှုတော့တောင်ဝယူတောင်ဝခံမှုကအထူးကပဲခင်ဗျားတို့အားကိုးပြီးတော့ခင်ဗျားတို့ရဲ့ဗန်ယူပက်ဆာတွေအများကြီးလောက်အပ်ဖို့သူမှမယုံဘူးအဲ့လိုမျိုးခြေနေနဲ့နော်အဲ့လိုမျိုးအခြေအနေနဲ့မယုံရင်ရှေ့ဆက်သွားနေတယ်ဆိုတော့ ဒီပပီတွင်မှာရှိတဲ့လူတွေအားလုံးကတိဖို့လိုတယ်ဒါဟာကျွန်တော်တို့နော်အပိတအပိတ်ဆော့ပြတ်တအောင်လုပ်နေတာဘယ်လိုမှနိုင်ငံတိတ်ကိုတိဆောက်လို့မရအောင်သူတို့ခံနေတာကျွန်တော်တို့တမိုင်းစစ်စစ်မှာအရှိရလူကြီးတွေကနေရာရပြီးရင်နော်ဘယ်လိုပဲအကန့်ချချောက်မစင်းတော့ဘူးအဲ့တော့တိဖို့လိုတယ်ပြန်လဲတိဆောက်ဖို့ကအဲ့လူတွေပိတ်နေတဲ့အချိန်အတိုင်းထောက်တစ်ခုကုတ်တယ်ဆိုတာနားလည်ထားဖို့လိုပါဘာလို့တင်လဲဆိုတာမြင်အောင်ကြည့်ဖို့လိုတယ်မဟုတ်ရင် ဘာမှလုပ်လို့မရတော့ဘူးနိုင်ငံဖြစ်သွားလိမ့်မယ်တစားစီဖြစ်သွားလိမ့်မယ်ဒါတွေအခုလုံးကလည်းကျွန်တော်တိပြီးသားတွေထပ်ပြောရတာပါတော်တော်ဆိုးပါတယ်အဲ့လောက်ပြောရင်အမုန်းစကားပြောတာပဲလိုင်းပေါ်မှာမကောင်းဘူးအဲ့လိုပြောနေတာလားမမပြင်းတဲ့ဥစ္စာရှိသေးတယ်ပြီးတော့တချို့တွေကပြောတယ်တချို့ဟာတွေမှာနားလည်ပေးပြီးတော့အကောင်းဆုံးကိုပူပေါင်းလှုပ်ဆောင်မလို့ဆိုရင်စဉ်းစားဖို့လည်းအခြေချင်းပြောလည်းပြောဖို့လည်းအခြေချင်းဒါပေမဲ့တေချာပေါက်ပြောရတဲ့ UNG နဲ့တော့မရဘူး လုံးလို့စိတ်လည်းမရှိဘူးရည်ရွယ်ချက်အဆောက်ကလေးလည်းမမှန်ဘူးပြီးတော့နားလက်ပေးရင်တောင်မှသူတို့ဟာနားလက်ပေးထားပါလေဆိုပြီးလုံးမဲ့လူတွေမဟုတ်ဘူးနားလက်ဖို့လိုတယ်ဒါကကျွန်တော်တို့ကိုယ်တိုင်နားလက်ဖို့လိုတယ်နားလက်ပေးပြီးပြီမကောင်းတဲ့လူတွေရှိမှပဲမတူတဲ့လူတွေရှိမှပဲဒါပေမဲ့မရောက်အယူကြီးတော့အဲ့လိုမျိုးသူတို့ဟာတမင်ကိုလော်တဲ့အကွက်ဖြစ်သွားပြီဒီတော့တခုခုလုံးဖို့လိုတယ်မဟုတ်ရင်မနိုင်ဘူးကျေးဇူးတင်ပါတယ်